မျိုးသားညညွေ့ရဲ့ဆိုရအန်ယူဂျီဝန်ကြီးချုပ်ယုံအမြဲတမ်းအတွင်းဝန်ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ကိုတာဝန်တွေကနေယာယီရနာပြီးစတင်စုံစမ်းစစ်ဆေးနေပြီလို့အန်ယူဂျီဘက်ကပြောပါတယ်ဆိုသူအောင်တရေပေးပို့ထားပါတယ်ရှင်အမျိုးသားညညွေ့ရဲ့ဆိုရအန်ယူဂျီရဲ့ဝန်ကြီးချုပ်ယုံ အမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြာနဲ့ခင်မွန်းဖြစ်သူဦးညင်ညီမင်းတို့ကိုတာဝန်ကနေယာယီရနာပြီးစတင်စစ်ဆေးနေပြီလို့ UNG ကနိုဝင်ဘာ24ရက်မှာထုတ်ပြန်သလိုဝန်ကြီးချုပ်ယုံပြောခွင့်ရသူဦးနေဖုံးလက်ကလည်း DVP ကိုအတည်ပြုပါတယ်လူအခွင့်ရေးချိုးဖောက်မှုအလွဲသုံးစားမှုအဂတိလိုက်စားမှုဝန်ထမ်းတွေအပေါ်နဲ့တော်လိုင်းအစိုးရအတွင်းမှလျော်ဩဇာသုံးလွှမ်းမိုးချေလည်နေတယ်ဆိုတဲ့ပြင်းထန်တဲ့ဆွဆွဲချက်တွေနဲ့ဝန်ထမ်းဟောင်း12ယောက်ကနိုဝင်ဘာ19ရက်မှာတပ်သည့်တွေနဲ့လက်မှတ်ရေးထိုးတိုင်ကြားခဲ့တာဖြစ်ပါတယ် ဟုတ်ကဲ့ကျွန်တော်တို့ဟိုထုတ်ပြန်ချက်မှာပါတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီနိုဝင်ဘာ22ကတည်းကဒီပြောင်းလဲဝင်ချုပ်ကနေပြီးတော့စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဒါဖွဲ့စည်းပြီးတော့တာဝန်ပေးရပြီဖြစ်ပါတယ်။အော်ဒီအဖွဲ့အနေနဲ့လည်းကျွန်တော်တို့အာလောက်ကန်ရမယ်လုပ်ငန်းဆောင်တာတွေကိုဒါစတင်ဆောင်ရွက်နေပြီလို့သိရပါတယ်ဗျ။အဲ့တော့ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့တဲ့နေ့မှာပဲပေါ့နော်။ဒီတကြအခံရသူတွေဟိုလည်းပဲဒီလက်ရှိတာဝန်ကနေယာယီရဆိုင်ထားတာလည်းဖြစ်ပါတယ်ဗျ။ နိုင်ငံတော်ယာယီသမ္မတပြည်ထောင်စုဝန်ကြီးချုပ်နဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌစီကိုလိမ့်မှုထားတဲ့အဲ့ဒီတိုင်စာဟာယာယီသမ္မတစီကိုရောက်လာတဲ့အကြောင်းနိုဝင်ဘာ24ရက်မှာ UNG ကလူထုကိုအသိပေးထုတ်ပြန်ပါတယ်ဒါကြောင့်ပြည်ထောင်စုဝန်ကြီးချုပ်က2025ခုနှစ်နိုဝင်ဘာ22ရက်နေ့မှာစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းဖို့အမိန့်ထုတ်ပြန်ခဲ့ပြီးနှစ်ဖက်သက်သေတင်ပြမှုတွေသာမကတိုင်ကြားသူတွေနဲ့တိုင်ကြားခံရသူတွေ တိုင်ကြားမှုနဲ့ပတ်သက်လို့စစ်ဆေးဖို့လိုအပ်တဲ့သက်သေတွေကိုအမြန်ဆုံးခေါ်ယူစစ်ဆေးပြီးတွင်းရှိချက်နဲ့အကြံပြုချက်တွေကိုဝန်ကြီးချုပ်စီပြန်တင်ပြဖို့တာဝန်ပေးထားပြီလို့ UNG ကဆိုပါတယ်။ဒါအပြင်တိုင်ကြားခံရသူတွေကိုနိုဝင်ဘာ22ရက်ကစလို့တာဝန်ကနေယာယီရနာကစစ်ဆေးတွင်းရှိချက်တွေပေါ်မူတည်လို့လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကိုဆက်လက်လှုံ့ဆော်သွားမယ်လို့ဆိုပါတယ်။ဒါပေမဲ့ UNG ကဖွဲ့စည်းတဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ဘလို့လူတွေဘယ်နှယောက်ပါဝင်နေဆိုတာနဲ့ပတ်သက်လို့မသိရသေးကြောင်းနဲ့အခုလို့ထုတ်ပြန်ချက်ထွက်လာတဲ့အတွက်အင်တာဗျူးဖြေဆိုမှုကိုခဏရနာထားမယ်လို့တိုင်ကြားရမှာပါဝင်သူတယောက်ကပြောပါတယ်။တရားလွတ်တော်ရှိနေဦးကြည်မြင့်ကတော့အခုကိစ္စနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးရေးအဖွဲ့မှပါဝင်သူတွေကဘလောက်လွတ်လပ်တဲ့သူတွေဖြစ်မလဲဆိုတာအများကြီးအရေးကြီးကြောင်းပြောပါတယ်။ဟိုနမတော့အဲ့နိုင်ငံဝန်ထမ်းဥပဒေနဲ့ရစလောက်တယ်ဆိုတော့ပွင့်လင်းမြင်သာမှုရှိတာပေါ့။ ဒါမလို့အပိဓာအဆုံးပြက်ကအရေးကြီးတယ်လေဆရာတို့ကသူများတွေလည်းမျိုးများစွာဆစ်လာခဲ့တာလေကိုလည်းဆစ်ခံဘူးတယ်ဆိုတဲ့အခါကျတော့အဲ့ဆစ်ဆီးတဲ့အဖွဲလက်ထက်မှာရှင်းရှင်းပြောရင်တော့90ရာခိုင်နှုန်းရှိတယ်ဒီကိစ္စတွေနဲ့ပတ်သက်လို့ဆွဆွဲခံရသူဒေါ်ကြည်ပြကို DVB ကအမှတ်ချက်ပေးဖို့တောင်းခံပေမဲ့သတင်းရေးသားချင်းဒီပြန်ဖြေခဲ့တာမရှိပါဘူးဒါပေမဲ့ဒေါ်ကြည်ပြကသူ့ရဲ့လူမှုကွန်ရက်မှာတော့ ပုတ်ကိုရီမကျေနပ်ချက်ကိုအရင်ပြုပြီးစနစ်တကျစီစဉ်ထားတဲ့ပုတ်ကိုရီတက်ခိုက်မှုဖြစ်တယ်လို့ပြောထားသလို UNG အနေနဲ့အများဆုံးစုံခုံဖွဲ့ပြီးတော့စစ်ဆေးပေးဖို့နဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်မယ်လို့နိုဝင်ဘာ22ရက်မှာရေးသားခဲ့ပါတယ်။အခုတိုင်ကြားခဲ့တဲ့ဝန်ကြီးချုပ်ယုံဝန်ထမ်းဟောင်း12ယောက်ထဲမှာ CDN ဝန်ထမ်း9ယောက် NLD ပါတီဝင်2ယောက်နိုင်ကျင်း1ယောက်နဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ4ယောက်ပါဝင်တဲ့အကြောင်းသိရပါတယ်။ကျွန်တော်စိုးသူအောင်ပါ။